င်းမတွေဒီနိုင်ငံအတွက် တကယ်ဆွံ့လို့နေတာခံသွားကြတယ်အဲ့တော့ကျွန်တော်ဒီတရားတစ်နှစ်ပြည့်ဘောင်ကျော်ရဲ့မွေးနေ့မှာအဓိကတော့ကျောင်းသားတွေပေါ့ဗျာဘောင်ကျော်တမိုင်းဘောင်အဲ့လိုပေါ့ဒီနိုင်ငံရေးမှာတကယ်ဆွံ့လို့နေတာခံသွားတဲ့လူတွေရဲ့တမိုင်းတွေလည်းမြန်မာဖတ်ကြပါအဲ့တော့ကတမိုင်းဆိုတာကခဏကျွန်တော်ပြောသလိုလက်မင်းနဲ့ရေးခဲ့လို့တမိုင်းမှန်ဖြစ်ဘူးဗျာဟိုဘောင်ကျော်တို့တမိုင်းတွေအခုချိန်ထိဘာကြောင့်ထင်းနေကြလဲဘာကြောင့်ထင်းကြမ်းနေခဲ့တာလဲဆိုတော့တကယ် စေနာမေတ္တာနဲ့တကယ်နိုင်ငံပေါ်မှာတကယ်စွန့်တဲ့မှာလှုပ်ခဲလို့ဘုံကျောင်းသမိုင်းချင်းနေကြချင်းပြီးကြံနေကြရတာအခုဆိုရင်ကျွန်တော်တို့ဟိုတရားတစ်နေ့တောင်ရှိသွားပြီကြာနောက်မှတက်လာမယ်မျိုးသက်တဲ့ကလေးတွေကလေမျိုးသမီးလေးတွေမျိုးသားလေးတွေအဲ့ဒီလိုပဲရွေးချွန်ချွန်နဲ့လူတော်လူကောင်းလေးတွေထွန်းပေါက်ပါသည်လို့ကျွန်တော်တို့ထူတောင်းနေတာပါပဲအခုဆိုရင်ကျွန်တော်တို့ဟိုတရားတစ်နေ့တောင်ရှိသွားပြီကြာ ဘယ်သူပဲဖြစ်ဖြစ်ဟိုတော်တော်များများလူတွေကလူရင်းနောက်မှာခိတ္တဆိုတဲ့စကားလုံးခဏထားလိုက်ဗျာဥမာဘူးဆိုရင်ဘောင်ကျော်ခိတ္တလူပြေဘူးကျော်နဲ့ခိတ္တလူပြေဘူးကျော်အောင်ဆန်းဆိုရင်33နှစ်နဲ့9လမှသေးသွားတယ်သို့တော်သူ့ရဲ့ခိတ္တလူပြေဟာမြန်မာနိုင်ငံတွေအများကြီးခုချိန်ကျွန်တော်တို့မေးလို့မရဘူးတရားနှစ်နှစ်ရှိပြီပေါ့ဗျာဘောင်ကျော်ခိတ္တလူပြေ23နှစ်နဲ့ဘောင်ကျော်ကြာဆုံးသွားတယ်သူ့နောက်မှာခိတ္တထည့်လိုက်ဒါမှမဟုတ်ကျွန်တော်တို့ကဘောင်ကျော်ရဲ့အသက်အသက်ဒီတရားတစ်နှစ်ရှိသွားပြီဒါမှမဟုတ်ကျွန်တော်တို့ခုချိန်ဒီမေးလို့မရဘူး ခိတ္တလေအားလုံးဟာဟိုကိုယ့်ရဲ့နာမှာရှိတဲ့ခိတ္တတန်ဖိုးရှိသေးရင်လည်းပေါ့ဗျာဟိုခိတ္တချင်းတော့တူတယ်ဟိုအခုကျွန်တော်တို့ဆိုရင်အသက်80ကျော်90နီးပါးရှိတဲ့အဖိုးကြီးတွေရှိပါတယ်ဗျာခိတ္တထည့်လိုက်ပါတိုးတော့သူတို့ခိတ္တတန်ဖိုးမရှိဘူးကိုယ့်နိုင်ငံအတွက်တန်ဖိုးမရှိဘူးကိုယ့်နိုင်ငံရဲ့တန်ဖိုးရှိမဲ့ခိတ္တဒီထည့်ကြပါဘောင်ကျော်စိတ်ဓာတ်မျိုးတွေမွေးကြပါပေါ်ညောရဲ့စိတ်ဓာတ်ကိုလည်းချီကျူးတယ် နောက်လာမယ့်နောက်သားသမီးတွေလည်းဘုံကျော်လို့မြင့်မြတ်လို့မြင့်မြတ်တဲ့စိတ်ထားမွေးရမယ်မြင့်မြတ်တဲ့တက်တီမွေးရမယ်ဒီမှာတော့ခုပြောသလိုပဲအီဘုံကျော်ရဲ့ခံစားချက်တို့ဘုံကျော်ရဲ့သတိရတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့တင်ပြနေတာပဲရှိတာပဲကျောင်းသားတွေဒီမြန်မာနိုင်ငံနိုင်ငံရဲ့အားတွေပါနိုင်ငံဓာတ်တွေပါเนาะကျောင်းသားကောင်းမှနိုင်ငံကောင်းမယ်ကျောင်းသားတွေအားရှိမှ မြန်မာနိုင်ငံဖွံ့ဖြိုးဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုဖြစ်မယ်။ဒါကြောင့်မို့လို့ចောင်းသားတွေစီကိုရှိမှရှိမှလှုပ်သွားကြတဲ့ចောင်းသားကောင်းဆောင်ကြီးတွေကိုညှပ်မိပြီးတော့ចောင်းသားကောင်းဆောင်ကြီးတွေရဲ့စိတ်ဓာတ်ကိုတွူယူပြီးတော့ကိုနိုင်ငံကောင်းအောင်လုပ်ကြပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ဗျ။